ညရေမင်္ဂလာပါမင်္ဂလာပါဒီနေ့အတူအတူလေးပြောပေးပါဦးအဟုတ်ကဲ့ဒါဒီနေ့ကလာမယ့်24ရက်နေ့ဆိုရင်ဒါအတူရုပ်ရှင်ဇာတ်ကြီးကဂျုံတင်ပြသတော့မှာပေါ့နော်အဲ့ဒီအတွက်ကိုဒါအမှတ်တရအနေနဲ့ဒါကျွန်တော်ရှိပီတာမြို့နယ်မှာရှိတဲ့ဒါလူတရာဟင်္ဒရဒါအကြောင်းတိုင်မှာပေါ့နော်ဒါပြီးတော့အမှတ်တရအနေနဲ့အတူတန်းလေးလာလောက်တာပါခင်ဗျာဟုတ်ကဲ့အဲ့ဒီရုပ်ရှင်ကပမာရိုက်ခဲ့ကျွန်တော်တို့ဟဲဟိုးမြို့နယ်ဘောအဲဘောဆိုင်ပေါ့ဘောဆိုင်ကြီးရွာမှာရိုက်ခဲ့တာပါပြီးတော့အဲအနီနာတပွိုက်မှာရှိတဲ့ ရွာတွေပတ်တွေလည်းပါတာပေါ့ဟုတ်ကဲ့တွေ့တော့နဲ့ဆရာမလေးနဲ့မိစပြစီရှင်ပြာတွေ့တော့ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာဆေရှာမလေးဘူးချတ်ဒီဘာမကလေးတွေကိုလည်းရုပ်ရှင်ဦးပြပြလာပြောတော့လေအဲ့တော့ပေါ့တော့ဒီကလေးတွေနဲ့ကြာမယ်ကိုယ့်ဆီလင်းလေးလည်းပြောပြပါဦးအဟုတ်တယ်ဗျဒါဒီနေ့ကထူးခြားရအစီအစဉ်နေနဲ့ကတော့အเจ้าမှာမိဘမဲ့ကလေးရောက်900ရှိတယ်ပြီးတော့ကြား ူရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့ဒါအမှတ်တရအနေနဲ့ဒါကလေးတွေနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်ဟုတ်ကဲ့ရမ်းပြောစရာကောင်းပါပါကျွန်တော်လည်းရင်ကုန်နေပါတယ်ဟုတ်ချစ်ကုန်ပါစံကျနာတော့မာယောဆီယမလီယော ချစ်နေမိပြီဘလို့ဆရာလေးကိုချစ်နေမိပြီဟုတ်တယ်